16ရက်9လ2025ပေါ့နော်မြေပြင်ရရှိတဲ့တရင်ချက်လက်တွေကိုတမရော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အဘကကြောကြီးဦးမင်းအောင်လှိုင်နဲ့ဒုချုပ်ကြီးအဘဦးစိုးဝင်းအဘဝင်းနာဆကအစိုးရဝင်အဖွဲ့ဝင်တရက်လုံးရဲ့အေဂျင်တော်နေထိုင်ခြင်းနဲ့ပြည်သူလူထုအနေနဲ့တမရော်နဲ့တမရော်သားမိသားစုတွေကိုတရှိစေခြင်းနဲ့စိတ်နဲ့ကျွန်တော်အဖြေခံပေါ်နဲ့အမုန်းခံလူသားကတင်ဆက်ပေးနေတာဖြစ်တယ်ပေါ့နော်ရင်းစုံကတော့တောင်ကြီးမောင်အေဂျင်ပေါ့နော် ကြပြားရဲ့ကောင်းစဉ်ကအဖြေတွေ့စီကံကောင်းစီတဲ့အကြောင်းအရာဆန်းစစ်ပါကဆံရခွေမရှိသေးပဲညှော်ငေးတောင်းတပိုင်ချင်ကြမှုရယူလို၍အခက်တွေ့ဤတဲ့ယုံအောင်လဲပြလူလိမ်များက အမအမှန်ခွဲကြရင်နှုံမြန်စွာယုံသွားလူအားများကို စကားချိုစွာယုံအောင်ညာဤတဲ့အတိတရိချိန်စားညိကကြည်တက်မြင်တက်လောဘ ကြီးတက်မြင့်တက်လောဘတက်လျက်သုံးသက်မှန်စွာနားလေလာပြီးလိညာနီးတွေးရိပ်မိလီမှအဖြေတွေ့စီကံကောင်းစီတဲ့မောင်အေးချမ်းတောင်ကြီးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါသေးတယ်ကိုစိတ်နှစ်ပါးအေးချမ်းကြပါစေတဲ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့ကြားရတဲ့သတင်းကတော့ကိုဖုံးရေးတဲ့မန္တလေးတိုင်းမြင်းညံခရိုင်တောင်သာမြို့အမှတ်၅ဘူရာရက်ွက်ရှိ ဝန်ထမ်းအိမ်ယာမှအမျိုးသားများနှင့်ဆိုင်ကယ်များကို PDA အဖွဲ့မှ19ရက်5လ25ရက်နေ့မနေ့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်တဲ့ဆိုင်ကယ်တွေလည်းယူသွားတယ်ပေါ့နော်တောင်သာမြို့နယ်ဝန်ထမ်းအိမ်ယာမှဝန်ထမ်းများမိသားစုဝင်များအားနော်ယနေ့19ရက်5လနနက်4နာရီအချိန်တွင် PDM များကဖမ်းဆီးခေါ်ဆောင်သွားပါတယ်တဲ့။နှစ်ထိုးကြီးကတော့အခြေအနေတော်တော်ဆိုးနေတယ် เนาะအခုနရိုးကြီးမှာမှာဘလို့ဖြစ်နေလဲဆိုတော့ရဲစကားကိုအခုအခုကျွန်တော်သတင်းတင်ဆက်နေတဲ့အချိန်မှာပဲပေါ့เนาะမြေပြင်သတင်းပေါ့เนาะနရိုးကြီးရဲစကားကိုဒုံးပုံး၅လုံးချတယ်လက်နက်ငယ်တွေလည်းပြစ်တယ်တဲ့เนาะလက်နက်ငယ်တွေလည်းပြစ်တယ်ဘယ်နာပြစ်နေလဲဆိုတော့သူကနထိုးကြီးမြို့ဇေနာကနေပြစ်တယ်တဲ့เนาะဒုံးကဖီရင်းနဲ့เนาะဖီရင်းတုံးချတာပေါ့เนาะအဲ့ဒီဒုံးက ချလိုက်တဲ့အချိန်မှာဒီဘက်ကဟို ဂျံပါပေါ့နော်ဂျံပါဖွင့်လိုက်တဲ့အတွက်ဟိုသူတို့ဒုံအဲ့စကန်နဲ့မကြပဲနဲ့ပြက်ကြသွားတယ်ပေါ့နော်ပြက်ကြသွားတယ် PDF တွေနှရိုးကြီးမြို့ထဲမှာအရန်လှောက်ရှားမှုများနေပြီတဲ့ခုရက်ပိုင်းတွင်မြို့ပေါ်စကန်တွေကိုတိုက်မဲ့အရေးအောင်တွေ့နေရတယ်တဲ့တက်ဆိုင်ရာမှာစစ်ကူပြစ်ကူပြေးနိုင်ပါရင်ကိုစော်ဘိုးကြီးပြောပေးပါတဲ့နော်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့မြင်းချံနွားထိုးကြီးတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအပသားဇော်ဘုံဟိန်ပြောပြလာတဲ့ရုပ်တံနဲ့အတူဘကူးရှိစစ်ကောင်စီရှိကင်းစခန်းကိုတင်ပိုက်ပြီးလက်နက်တွေတင်စီရမိတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် ပဲခူးတိုင်းပဲခူးမြို့နယ်စောင်းတူတိုင်းငယ်ဇီတော်ကျေးရွာအနီးရှိစစ်ကောင်စီရှေ့ကင်းစခန်းတိမ့်ပိုက်မိရှုဖြက်စီးခံရတယ်လို့မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေနဲ့ဤဆက်သူတွေစီကသိရပါတယ်မေ18ရက်မနက်2နာရီခွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား20ကျော်နေတဲ့အဆိုပါစစ်ကောင်စီရှေ့ကင်းစခန်းကိုဒေတာကာကွယ်ရေးအဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ရာနှစ်ဖက်အပြန်အလှန်တိုက်ပွဲတနာရီကျော်ဖြစ်ခဲ့တယ်လို့ဆိုပါတယ် စစ်သားတွေကပြေးကုန်တဲ့တစ်တော်ဝန်ထမ်းတွေမိတာကိုတော့ပြန်လွတ်ပေးလိုက်တယ်လို့သိရတယ်။စကစဘက်ကတေးတဲ့ကောင်တော့မရှိဘူး။လက်နက်တွေပဲတင်စီရမိခဲ့တယ်လို့တော့သိရတယ်လို့ဒေတာကာကွယ်ရေးအဖွဲ့တွေနဲ့နှိဆက်သူတို့ကပြောပါရယ်။စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားပြီးနောက်ဒေတာကာကွယ်ရေးအဖွဲ့ဝင်တွေကစခန်းကိုစီးနင်းပြီးမိရှုဖြက်စီးနိုင်ခဲ့တယ်လို့ဆိုပါရယ်။ စခန်းအတွင်းကနေစစ်ကောင်စီတပ်သားတွေထားခဲ့တဲ့တနက်မျိုးစုံ14လက်ကြီးတဲ့တူမြတူမြတူမြကျော်နဲ့စစ်အုံဆောင်ပစ္စည်းအချို့ကိုတင်စီနိုင်ခဲ့တယ်လို့သိရပါတယ်။စခန်းသိမ်းမိရှုပြီးဒေတာကာကွယ်ရေးအဖွဲ့တွေပြန်ဆုတ်လာချိန်နေလယ်ပိုင်းမှာစစ်ကောင်စီအင်အား30ခန်းဟာဇီတော်ရွာနဲ့၃မိုင်ခန့်အကွာတင်ကန်းပင်ကြီးရွာကိုရောက်လာပြီးလက်နက်ကြီးအထိုင်ချကတက်ဆွဲထားတယ်လို့ဒေတာကာကွယ်ရေးအဖွဲ့တွေနဲ့နှိဆက်သူတအူးကပြောပါတယ်။ ဇန်နဝါရီ26ရက်ကလည်းပဲခူးမြို့နယ်ဆောင်းတူကျေးရွာအုပ်စုတိုက်ကြီးကျေးရွာရှိဆောင်းတူရီအားလျက်စစ်စီမံကိန်းအနီးကတိုက်ကြီးကျေးရွာရဲစခန်းတိုက်ခိုက်ခံရပြီးရဲတအူးတေဆုံးကတနက်တလက်ကိုဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကတင်စီရမိခဲ့သေးတယ်လို့သိရပါတယ်။အဲဒီစခန်းရှိနားမှာပဲနော်စခန်းရှိနားမှာပဲအဲဒီဒုံးကပြက်ကျသွားတယ်မြို့အဝင်အဲပါစမိုင်းလက်ဖက်ရည်ဆိုင်နားကနေအကြမ်းဖက်အင်အား200နီးပါးရှိတယ်တဲ့နော် 19ရက်5လ2025ရက်နေ့မနေ့ပိုင်းတောင်သာမြို့တောင်ဘက်ဘိုးဘွားရိတ်သာအနီးအကျမ်းဘတ်အင်အား300ခန့်ရောက်ရှိနေကြောင်းသတင်းရရှိရတဲ့19ရက်5လ2025ရက်12နာရီ45အချိန်ကပီဒီအမ်များနှထိုးကြီးမြို့မှာရဲစခန်းကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်ရဲ့အင်အားအစုအချို့တင်ပြပါတယ်တဲ့ကမ်ဘောဒါဘက်လမ်းစုံနေရာတွင်ရောက်ရှိနေကြောင်းမြေပြင်သတင်းရရှိပါတယ်တဲ့နော်ကျွန်တော်တို့ကတခါတလေကြတော့လေ ခတ်တော့ခတ်တယ်ပေါ့နော်ဟိုကိုပြောတဲ့သတင်းတွေကအဲကိုရဲ့လူတွေအတွက်ပေါ့နော်ဟိုအကျိုးဖြစ်တော့မဲ့သတင်းတွေနော်မြေပြင်ကလည်းပေးတယ်နော်ဒီနှရိုးကြီးဆိုလဲကျွန်တော်အမြဲကျွန်တော်ဒါတွေမပြောချင်ဘူးညာလားကျွန်တော်ဒါတွေမဖြစ်ခင်တည်းကကျွန်တော်ပြောခဲ့တယ်နှရိုးကြီးမှဝင်နေထွက်နေပြီးသွားနေလာနေပြီးနတော်ကြီးမှာတပ်မလို့စကြောင်းနေရဲစခန်းနေရှိရပြကျွန်တော်អော်ခဲ့တယ်။ဟောအဲ့ဒီအချိန်တုန်းကခင်ဗျားတို့ဘာလို့မလုံကြတာလဲ။ဟမ် အခုချိန်ကျတော့အသေးအံဖြစ်နေပြီခင်ဗျားတို့ငထိုးကြီးမျိုးတစ်မျိုးလုံးအဲ့မှာဝိုင်းဝင်ပိတ်ဆို့ထားပြီအချမ်းပဲလက်နဲ့ကင်နေရနော်ကျွန်တော်တို့ကလည်းဟိုပြောနေတာလေဟိုပြောတယ်ပြောတယ်အောက်ကနေလည်းတရင်နေပေးတယ်နော်ကိုကိုနိုင်ငံကိုလူမျိုးတို့အတွက်နိုင်ငံတော်ကာကွယ်နေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေအတွက်เนาะအေးချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေအတွက်ဒါပေမဲ့ဗျာခက်တာ ထိခါကြမှာဖြစ်ကောဆိုတဲ့ပုံစံမျိုးတွေနေကြတာပေါ့နော်။အဲ့လိုနေကြတော့ဟိုတောင်းရင်မှုတောင်းဝင်ခံမှုမရှိကြဘူးလို့ပဲကျွန်တော်အဲ့လိုပဲပြောချင်တယ်ပေါ့နော်။အဲ့လိုပဲပြောချင်တယ်။နော်ဘာလို့လဲဆိုတော့ဒီလောက်သတင်းတွေအခိုင်အမာရတယ်အတိအကျရတယ်နော်။အဲမျိုးလည်းမပြည့်စုံခြင်းတလို့ဒီလိုအချက်ပဲလက်နဲ့ကန်တောင်းကျသူတပုံတွေရဲ့နော်ဟိုရန်လည်းအဲကင်းဝေးအောင်နော်အဲအောက်မှာဟိုစတိထားတာအတက်တွေကဟိုအလကားမဟုတ်ဘူးလေဗျာနော်။ နောက်တစ်ခုကျွန်တော်တို့လည်းခုဒီလိုသတင်းတွေနော်သတင်းမှန်တွေတင်ဆက်တော့ကြတော့အချင်းကြောက်လာတာဒီမှာတော့ပို့လာတာကိုကျော်စိုးတို့နဲ့ကိုကျော်ဘုန်းကြီးတို့အနေနဲ့တဲ့သွားလာလာတာတော့လည်းမပြောလို့ပါဘူးတဲ့ဒါပေမဲ့တဲ့အတိပီရရဲ့အတွင်းသတင်းတွေအရာတဲ့ PDF မိုက်ခဲတဲ့ငစီတဲ့ခရော့တဲ့ငကွင်းတို့တဲ့ခမားတို့နောက်ကိုလိုက်နေကြတယ်တဲ့တတိထားနိုင်အောင်ပါတဲ့ရေစကြိုမြိုင်ပေါက်စလင်းကြီးပကုတ်ကူက PDF တွေကတဲ့ ကျော်စိုးကိုလည်းလုံကြံဖို့16ရည်နေကအစည်းအဝေးပြုလုပ်ကြတယ်လို့သိရတယ်တဲ့လုံကြုံရေးအထီးသတိအထူးသတိပြုပါတဲ့အသက်တွေပေးထားတာပဲဗျာနော်အဲအဲ့လိုမျိုးကတော့ကြောက်မနေဘူးဖြစ်ချင်ရဖြစ်ဖြစ်လို့ရတယ်နော်ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဖြစ်လို့ရတယ်နော်လာခဲ့ပြင်ဦးလေးမှာရှိတယ်ရအောင်လာလုံကြံနော်အဲ့တော့ကျွန်တော်တို့ပေးတဲ့သတင်းအချက်အလက်တွေကိုတော့နော်ကြားရင်ကြားတယ်လို့မျိုး ပေါ့နော်ဟိုကိုအတိတရားဤတတိတရားဤနေဆင်ကျင်ပြီးတော့မှ နေပါနော်ဟိုဖြစ်ကကြမှဟိုမျက်လုံးပြူမျက်စံပြူနဲ့နော်ပြီးအခွဲစည်းလဲတိတ်ခါကြတယ်အမျိုးမှနေတဲ့အေးချမ်းသောနေတိုင်းချင်းနဲ့ပြည်သူလူထုတွေလည်းအဟိုဆိုးရိမ်ကြောင်းကြကြီးတွေဖြစ်တယ်ကျွန်တော်ပြောလို့ပဲမျိုးပဲပြတ်သွားမှာနော်ပြတ်သွားမှာခြားကြဘာမှမဖြစ်ဘူးအိုက်တဲ့ပုံပြီးတော့လည်းဘာမှမပြောနိုင်အခုကျွန်တော်လည်းဒါရှည်တန်းရောက်တက်မလို့သားတွေကိုလူဖို့အတွက်မှာမိုးကဈေးထဲမှာသွားယူဖို့မယ်အလုပ်ကလည်းမအားဘူးဗျဒီရက်ပိုင်းမှာလည်း ဟိုရန်ကုန်ကကိုမုံစိတ်ကိုမုံကိုမုံစိတ်တို့ကဒီမှာနော်ဘာကဘုံရင်ကြောင်းတစ်ကြောင်းမှာအလူအလူလေးရှိတယ်ပေါ့နော် အလူလေးဆိုတာမိဘမဲ့ကလေးအယောက်400ချော်တယ်ပေါ့နော်ကျွန်တော်ကြောင်းတော့မပြောသေးဘူးအဲ့အဲ့မှာအလူလေးလို့ဖို့ကျွန်တော်တို့တွေလုံနေကြတာရှိတယ်ပေါ့နော်အဲအဲ့ဒါကြောင့်မလို့အလုတ်ကလည်းမအားဘူးခကြီးလည်းထွက်เสียရရှိတယ်ပေါ့နော်မြမာပြည်လည်းအများဆုံးငင်းငိုင်းပါစီရှင်တန်းအောင်နေတဲ့တက်မတော်သားတွေဘေးရနေကြပြီနောက်တန်းမိသားစုတွေနဲ့ထမင်းလက်စုံအများဆုံးစားနိုင်ရင် ကြားပါစေလို့ဆုမကောင်းတောင်းပေးပါရယ်เนาะ